မင်္ဂလာပါတုတ်တန်ချမ်းအခန်းကြီး23ကိုဖတ်လို့ပါတယ်ရှင်ဘီဤစိတ်နှလုံးသည် ရေချောင်းကဲ့သို့ဖြစ်၍သာရဖရာဤလက်တော်၌ရှိသည်ဖြစ်အလိုတော်ရှိသည့်အတိုင်းလဲ့လေစေတော်မူ၏လူတို့သည်မိမိတို့ကျင့်သမျှသော အကျင့်တို့ကို နှက်သက်သက်၏သာရဖရာမူကားစိတ်နှလုံးတို့ကိုချိန်တော်မူ၏ ရစ်ပူဇော်ခြင်းကိုနှစ်သက်တည်ထံဖြောင်းမတ်စွာပြုခြင်းတရားတစ်ဖြစ်စီရင်ခြင်းကိုထာဝရဘုရားသည်တာ၍နှစ်သက်တော်မူ၏ထောင်လွားသောမျက်နှာမာနကြီးသောနှလုံးမတရားသောသူတို့ဤအလင်းတော်လေအပြစ်ပါ၏လုံလာရိယပြုသောသူဤအကြံစီသည်ကျွဲဝခြင်းနှင့်၎င်းတမာတိမရှိသောသူဤအကြံစီသည်ဆင်းရဲခြင်းနှင့်၎င်းဆိုင်ပေ၏ မှုတာစကားအဖြစ်ဗန္နာတော်ကိုစီးပူးခြင်းအမှုသည်ဒေမင်းကြော့ကွင်းတို့တွင် ပြောင်းလွင့်သော အနတ္တဖြစ်၏မတရားသောသူတို့သည်တရားသဖြင့်မစီရင်သူတို့ကြောင့်မိမိညှင်းဆဲခြင်း အဖြစ်သည်မိမိကိုဖျက်ဆီးလိမ့်မည်လမ်းလွဲသောသူသည်ကွာဝေးရာသို့ရောက်တတ်၏ စင်ကြဲသောသူပြုသော အမှုမူကားမှန်ပေ၏ရံသွေးသက်သောမိမနှင့်အတူလူများသောအိမ်၌နေသည်ထက်အိမ်မိုးပေါ်တောက်ထဲမှနေသောတာ၍ကောင်း၏မတရားသောသူသည်မနာလိုသောစိတ်ရှိ၏အိမ်နီးခြင်း၌ဂျေစုပြုခြင်းသော အလိုမရှိ မထီမဲ့မင်ပြုသောသူသည်အပြစ်ဒဏ်ကို ခံရသောအခါ ဉာဏ်သိမ့်သောသူသည်တတိယသက်ဤတတိယသောသူသည်လည်းတွင်တင်ခြင်းကိုခံသောအခါပညာတိုးပွားသက်ဤတရားသောသူသည်မတရားသောသူဤအိမ်ကိုပညာစိတ်နှင့်ဆင်ခြင်သက်ဤမတရားသောသူတို့မူကားမိမိတို့ပြုသောဒုစရိုက်အားဖြင့်ဖြစ်စည်းခြင်းတို့ရောက်သက်ဤ ဆင်းရဲသောသူဤအဟိတံကိုမချားလို၍နားကိုပိတ်သောသူသည် ကိုယ်တိုင်အဟိ၍အဘယ်သူမျှမချားရာတိတ်ဆိတ်စွာပေးသောလက်ဆောင်သည် သူစိတ်ကို၎င်းရင်ခွင်၌ချထားသောလက်ဆောင်ပန်းနာသည်ပြင်းစွာသောအမျက်ကို၎င်းဖြေသက်၏ဖြတ်မှတ်သောသူသည်တရားသဖြင့်စီရင်၍ဝမ်းမြောက်သက်၏ အတ္တမမှုကိုပြုတော်သူမူကားပျက်စီးခြင်းသို့ရောက်လိမ့်မည်ဉာဏ်ပညာလမ်းမှ လွဲသွားသောသူသည်တင်ကြိုင်သာအဆုအဝေး၌နေရာကျလိမ့်မည်ကာမဂုဏ်၌မွေ့လျော်သောသူသည်ဆင်းရဲခြင်းသို့ရောက်လိမ့်မည်စပြည့်နေစီကိုကြိုက်သောသူသည်လည်းငွေကိုမရတဲ့မတရားသောသူသည် တရားသောသူအဖို့လွန်ကျူးသောသူသည် ဖြောင့်မတ်သောသူအဖို့ရွေးရန်ဖြစ်၏စိတ်သူရွေးရန်တွေ့တတ်သောမိမနှင့်နေသည်ထံတောလွင်ပြင်၌နေသောတာ၍ကောင်း၏ပညာရှိသူဤအိမ်၌နှစ်သက်ဖွယ်သောဗန္ဒာနှင့်စီရှိတတ်၏မိုက်သောသူမူကားကုံစေတတ်၏ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကို ရှာသောသူသည် အသက်ရှင်ခြင်းဖြောင်းမတ်ခြင်းဂုံအတ္တိသင်ရှားခြင်းကို တွေ့တဲ့၏ပညာရှိသောသူသည်ခိုင်ခန့်သောမြို့ရိုးကိုတက်၍မြို့သားတို့ကိုးစားเสียခွန်အားကိုရှုတ်ချတတ်၏မိမိနှုတ်နှင်ရှာကိုစောက်တော်သူသည်မိမိစိတ်ဝိညာဉ်ကိုဒုက္ခနှင့်လွတ်စေခြင်းကဆောက်ရာရောက်၏ ြင်းစွာသောဒေါသအမျက်၌ကျင်လေသောသူကိုထောင်လွှားစော်ကားသောသူ မချီမဲ့မင်ပြုသောသူဟူ၍သမုတ်အပ်၏ပြင်းရသောသူသည် အလုံးမလုံးခြင်းသောကြောင့်မိမိတမတ်သောအဖြစ်တည်သက်၏တနည်းလုံးတမတ်အာကြီးသက်၏ဖြောင့်မတ်သောသူမူကားမနှမျောဘဲစွန့်ကြဲသက်၏မတရားသောသူပူဇော်သောရစ်သည်ဆက်စွရွှင်ရှာဖွေဖြစ်၏ ထိုမြမကမတရားသောစိတ်နှင့်ပူဇော်လင်သာ၍ဖြစ်၏မမှန်သောတတေသည်ပြတ်သက်၏ကိုယ်တိုင်ကြားသောသူမူကားတည်ကြည်စွာပြောသက်၏မတရားသောသူသည်မိမိမျက်နာကို ခိုင်မာစေသက်၏ဖြမတ်သောသူမူကားမိမိတွားရလမ်းကို ပြင်ဆင်သက်၏ထာဝရဖျားတစ်ဖက်၌ဉာဏ်မတည် ပညာမတိအကြံတစုံတစ်ခုမြမတိနိုင်စစ်တရကာလ၌အဖို့စစ်တရကာလအဖို့မြင်းများကိုပြင်ဆင်တော်လေထာဝရဖရာဤဂျေဇုတော်ကြောင့်ချမ်းသာရပါ၏အလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ